ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများကိုပို့ဆောင်ဖို့စူးစီးတင်ဆက်ထားတာပါအာငိုယူပြီးတော့မျက်ရည်တွေပဲကြာပြီးတော့သူမြင်နေတယ်ပေါ့ဘာမြင်လဲဆိုတော့အပင်ပြောက်များပဲပေါ့သူတို့တော်လိုင်းခလေးတွေသူကဘေးမသိရံမခဘူးပေါ့ငိုယူပြီးတော့ဘေးရင်စရာလောက်ပြီးတော့ဒီလောက်တော့အတွက်ချက်ညံ့ရဲ့လားကျွန်တော်စဉ်းစားတယ် တော်တော်ညံ့တာဗျကျွန်တော်ဆိုရင်ဗေဒင်ဆရာလည်းမဟုတ်ဘူးဗေဒင်ပညာလည်းနားမလဲကျွန်တော်တို့ဟောခဲ့တာဟို2021အာနာစဒိန်ကလေးကဒီလိုလုပ်ရင်ဒီလိုအသေးဆုံးနဲ့သေကြမယ်ဒီလိုဖြစ်မယ်လို့ကျွန်တော်တို့ပြောခဲ့တာနော်ကျွန်တော်တို့စကားကိုနားမဝင်ခင်ဗျားတို့ကိုကျွန်တော်ပြောခဲ့တာအခုမှမဟုတ်ခင်ဗျားတို့စဉ်းစားကြည့်ဟိုကနိုင်ငံရဲ့တက်မတော်လုံးဝ professional တမတော်အဲ့ဒီတမတော်မှာလက်နက်ခဲရန်အမျိုးဆုံးရှိတယ်နော်ခင်ဗျားတို့ဒရုန်းဟိုလူများတိုင်းကြီးမှာဝဲကျွဲဝဲကျဲပိုးသတ်စီဖြန်းတဲ့ဒရုန်းတွေကိုခင်ဗျားတို့အဟုတ်ကြီးတင်ပြီးတော့အခုတမတော်ကထွက်လာတဲ့ဒရုန်းတွေကြီးဘလို့ဒရုန်းမျိုးတွေလဲလေရင်ပင်မောကားရီစစ်တုံးကားရီဟင်မင်းတို့ဘယ်နေရာမှာဆင်းပါလဲနိုင်ငံပိုင်းဟုတ်လားလက်နက် လက်နဲ့တက်ဆင်တာတွေဟဲ့အများကြီးနင်တို့ဘာကိုဆင်လို့ရမှာလဲနင်တို့ကလူဟင်အားသာတာတခုပဲနင်တို့မှရှိတာနော်လူဟင်အားသာတယ်ဟေ့ဆိုတာကတက်မတော်သားတွေတည်းမင်းတို့အင်အားသာတာပဲရှိတယ်နော်အေးချမ်းတော့နေထိုင်တဲ့ပြည်သူတော့မင်းတို့အင်အားမသာဘူးဒါကြောက်ခင်းမဟုတ်ဘူးသဘောပေါက်လားလူတယောက်လန့်တစ်ချောင်းလူတယောက်ဓာတ်တစ်ချောင်းနဲ့တက်ထိုးတက်ခိုးရမယ်ခစ်စနစ်မဟုတ်ဘူး ဒါတွေကျွန်တော်တို့ကပြောခဲ့ပွားပြီဒါတွေကိုကျွန်တော်တို့ပြောတဲ့စကားကိုလက်မခံဘူးတိလားနင်တို့ကဘေးတယ်ဆိုပြီးတော့ဟုတ်လားလူဘိန်းရဲ့ကြိုက်ဆိုင်ဆောက်ပြောနေတာလူဘိန်းနေလူအားတွေကိုလိန်စားနေတာနင်တို့ရဟမ်ဘေးရင်ပညာလိန်စားတဲ့ပညာလူဘိန်းနေလူအားတွေကိုလိန်စားတဲ့ပညာဒါနဲ့မြအခုမှနော်တက်မတော်ကထိုးစစ်တွေတောင်းဆောက်ဆင်တော့မှာ သူ့ရဲ့ဘေးတွေမှာတွေးပါတယ်ဆိုပြီးတော့ငိုကြီးချက်မှနဲ့ဟမ်နင်တို့ကတော့ဟို2021အာနာစတိန်ကလေးကပြောခဲ့ပြီးသားဒီလန်းရှောင်းရင်ဒီလိုပဲသွားမယ်ဆိုတာဘောပေါလားနင်တို့ထမလိန်နေတော့ခလေးတွေကိုတော့မြန်မာပြည်ရဲ့ခလေးတွေကိုထမလိန်စားနေတော့တို့လိန်စားတာတအားများပြီဟမ်ဟိုမှာပြည်ပြေးနိုင်ငံရေးအုပ်စုတွေရလဲ ဟမ်မြောက်ထိုးပင်းကသူတို့ကြတော့သူတို့မိသားစုတွေကြတော့တယောက်မှဒီတော်လန်ကြီးထဲမှာဆိုပြီးတော့တော်ထဲမှာလက်နက်ကင်တဲ့လူတယောက်မှမရှိဘူးဟမ်သူတို့ကြတော့လူများတိုင်းကြီးမှာစိန်နဲ့ဟုတ်လားဒီလူနဲ့ကလေးတွေကိုတက်ကွင်းတွေကိုပို့ဟမ်အသိဉာဏ်နဲတဲ့ကလေးတွေတက်ကွင်းတွေကိုပို့တာအုံနဲ့ဂျင်းတွေကိုပို့တာဟမ်သူတို့ကြတော့သူတို့မိသားစုတွေအေးအေးချမ်းချမ်းတဲ့လူများတိုင်းကြီးမှာ ဟမ်အဲ့ဒီကလေးတွေရလဲတိုးတဲ့ကိုဝင်သွားတဲ့ကလေးတွေရလဲလေနော်မျက်စိပွင့်နားပွင့်မင်းတို့ကိုဥသိမ်းစိန်ဖုန်းတွေထည့်ပြလိုက်တယ်ဆိုတာနော်မင်းတို့အလဲကားထည့်ပြတာမဟုတ်ဘူးမင်းတို့အတွေးခေါ်တွေကောင်းရအောင်ဆိုပြီးတော့နော်ဘူးသူရရအောင်လို့မင်းတို့ထည့်ပြလိုက်မင်းတို့ကမယောင်ရစီလူဟိုမီဒီညာတွေ BOA RF ဟာလားမျက်စိမှာခစ်သစ်ဘာညာဒါမျိုးတွေပဲမင်းတို့နားတော့အဲ့ဒီမီဒီညာတွေကနိုင်ငံမှာတရားဥပဒေဝင်သလား အဲ့တော့မင်းတို့ပြန်ကြည့်ရမယ်ဒီကောင်တွေကဘယ်တော့မှကောင်းတဲ့တည်င်းမျိုးမလွင့်ဘူးစစ်တပ်ကဘလောက်ပဲနိုင်နေပါစေစစ်တပ်ကြဆုံးနေတယ်ဆိုတဲ့အကြောင်းပဲမင်းတို့ပြောတာမင်းတို့လိန်ပြီးတော့မင်းတို့သတ်ကွင်းကိုပို့ရတာသိလားနားလဲလားအခုတိုက်ပွဲတွေဖြစ်တယ်မင်းတို့ ਈ ပဲလားလို့မင်းရင်မင်းတို့ ਈ ပဲမဟုတ်ဘူးအဲ့ဒီဒေသမှာနေတိုင်းနဲ့ပြည်သူတွေလည်းမလွတ်ဘူးအကုန်လုံး စိတ်ဒုက္ခတွေရောက်ကြတယ်ဟမ်စားဖို့သောက်ဖို့ဒုက္ခတွေရောက်ကြတယ်နေဖို့တိုင်းဖို့ဒုက္ခတွေရောက်ကြတယ်စိတ်ဒုက္ခတွေရောက်ကြတယ်မင်းတို့စဉ်းစားဘယ်တာကောင်းလဲမင်းတို့ငါကနော်အာတပ်မတော်ကြီးစစ်တပ်ကြီးကမှန်ပါတယ်လို့နော်ဖင်ပိတ်ပြီးပြောနေစကားမဟုတ်ဘူးနော်မင်းတို့ဒီစနစ်ကို မကြိုက်ဘူးဒီစနစ်ကိုမကြိုက်ရင်ဒီလိုလက်နဲ့မဆွဲကြိုင်ပဲနဲ့ ဥပဒေပေါင်းတဲ့ဘယ်လိုပုံစံမျိုးနဲ့တွားရမလဲဆိုတာကိုကျွန်တော်တို့ကပြောပြတာနော်ကျွန်တော်ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးပါတီရေးသမားလည်းမဟုတ်ဘူးကျွန်တော်ကနော်လမ်းမှန်ကမ်းမှန်နဲ့အေးအေးချမ်းချမ်းနဲ့အမှန်တရားဘက်ကတွားတက်အောင်ပြောပြတာအခုမင်းတို့တွေနိုင်ငံရေးအကြောင်းပြရင်မင်းတို့၄နှစ်၅နှစ်မင်းတို့လုပ်ခဲ့တယ်အခုတမလို့ကထိုးစစ်စင်တော့အဲ့ဒီဒေတာမှာရှိတဲ့ဟမ် အေးချမ်းစွာနေတိုင်းတဲ့ပြည်သူတွေကိုဟမ်အဲ့ဒီမှာဘာမသိညာမသိခလေးတွေညီငယ်တွေညီမငယ်တွေဟာလာမနေရတော့တဲ့ခါကျတော့မိဘတွေကဒီခလေးတွေကိုပတ်စံနဲ့အကုန်ကြခံပြီးတော့ဟမ်လူများတိုင်းကြီးတွေကိုအောက်လန်းနေပို့တာခိုးလန်းနေပို့တာဟမ်ကားတစီးတွေကငပိငချင်းသိမ့်သလိုပဲလူတွေသိမ့်ပြီးတော့ဟမ်သိမ့်လေး90အကုန်ကြခံပြီးပို့တာ မင်းတို့စိတ်တွေအဲ့ဒါလွတ်သွားပြီတဲ့အာငါတို့ကတော့ထိုင်းဝင်ရောက်သွားပြီလွတ်သွားပြီမင်းတို့တင်မတင်နဲ့အခုထိုင်းအစိုးရနဲ့မြန်မာအစိုးရနဲ့ပူးပေါင်းပြီးတော့ပတ်စပို့တွေကိုဟုတ်လားပတ်စပို့အရင်ကင်ထားတဲ့လူတွေထိုင်းနိုင်ငံမှာအရင်ဆုံးဟုတ်လားခွက်ခေါက်တောင်းစားပြီးတော့ခင်မကောင်းတော့မှအေးရအကြောင်းနေနေတာမင်းတို့ဘလို့ပဲနေနေမင်းတို့အဲ့မှာစီးစိတ်တုံးကြီးရိုက်ချလိုက်တယ် Thailand only one ဆိုပြီးတော့လေတိလားစီးစိတ်တော့အနီတိုင်းနဲ့ ဟမ်အကုန်ထုမှာစီးရစိတ်ပြီးရင်ဟာလာမြန်မာနိုင်ငံဝင်လာတယ်ဟိုလွန်ခဲ့တဲ့15ရက်နေ့ကဟာလာထိုင်းဆိုရကတရားဝင်မင်းတို့ဘတ်လုတ်ပေးပါမယ်ပြောပြီးတော့မှဒိန်းဆိုအကန့်လာမစီပိတ်ပလိုက်တာမင်းတို့စိတ်တယ်ဒါပူယူသားယူမင်းတို့တင်နေတာအခုဘန်ကော့ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ထိုင်းနိုင်ငံအနေနဲ့ရဲရဲမှာရှိတဲ့နေရာတိုင်းမှာမြန်မာပြည်သားရှိတဲ့နေရာတိုင်းမှာစက်ယုံတိုင်းအလုံယုံတိုင်းမယုံမရှိနဲ့ ဖန်းဟုံးမှာအကြီးကြီးဖန်းဟုံးမှာသိလားနောက်ထပ်ခူလန်းတွေမလာကြပါနဲ့တော့အခုထိုင်းဆိုးရကဘလို့ဖန်းလဲလို့မင်းအပူလိုက်တဲ့ကိုစားတာလူသူတို့ကလူလိုက်စစ်သားတွေကပွားပြီးတောထဲတောင်ထဲတွေမှာလိုက်စားเสียမလို့နော်အဲ့ဒီ drone နဲ့ radar နဲ့လွတ်ပေးလိုက်တယ်အပူလိုက်နဲ့ကြည့်တယ်လူတန်းကိုသူတို့ကထိုင်ပြီးကြည့်နေอยู่ကြည့်နေလို့ရတယ်လူဘလောက်လာခဲ့တယ်ဘယ်နေရာမှာဘလောက်ရောက်နေတယ်ဆိုတာ မင်းတို့ပြေးမလို့ဘူးသိလားမင်းတို့အဲ့ဒါဘာဖြစ်သွားမလဲသိလားမင်းခမရတို့မိပါတယ်ငွေကုန်ပံပြာဖြစ်မယ်ပတ်စံလဲကုန်မယ်နော်သားသမီးတွေလည်းထိုင်းဆိုရကဖမ်းပြီးမြန်မာအစိုးရကိုပြန်အခန့်နော်ဘာမှမတူဘူးခမရတို့ငွေကုန်ပံပြာဖြစ်မှာခမရတို့မှာစီးတဲ့ပတ်စံနေနော်ခမရတို့ဟလာကိုဒေသမှာမအေးချမ်းလို့ရှိရင်အခြားအေးချမ်းတဲ့ဒေသတွေတော့အဲ့ဒီယင်းကြီးပဲပတ်စံနဲ့ အချားအလုတ်ကင်လေးဟာလာလုတ်ကင်ပြီးတော့စားဖို့စားကောက်ဖို့ပြောတာထိုင်းနိုင်ငံကိုခမားတို့ပိန်လေး60 80 80နဲ့အကုန်ကြားခံပြီးလာတယ်နော်ခမားတို့ပရမဟုဆုံးခံစားမှာဗတ်တွေမရှိဘူးပတ်စပို့တွေမရှိဘူးမရှိတဲ့ကကြတော့ဟာလာကြီးလန့်စားစားနေရတကယ်ဗတ်ဗတ်တွေပွင့်ပြီးပတ်စပို့တွေလုတ်ပြီးဟမ်ခမားတို့ရမှာထိုင်းဆိုးရကတရားဝင်363ဗတ်လာမပြီးနေစားက စက်ယုံတွေအလုံးယုံတွေတကြည်ဗမာကအိုဒီဆိုတာကောင်းကောင်းရှိဘူးခိုင်းနိုင်ငံလဲစီးပွားရေးအခုနောက်ပိုင်းကြာနော်အိုဒီဆိုတာကောင်းကောင်းမရှိဘူးခင်ဗျားတို့ရတဲ့လောက်အားကားနဲ့ဒီလောက်အားကားပေါ်မှာအိမ်ကန်းကအစားစရိတ်ဟာလာပန်းရောင်ဘတ်ရိုက်ဖို့တော့အဲ့ဒါကပကန်းစားငုံဖြတ်မာနဲ့အပီပတ်စပို့သွားပါနဲ့ခင်ဗျားတို့ပါကြံဘာမှမကြံဘူးကျွန်တော်တို့ကထိုင်းနိုင်ငံမှာနေတာကြာပြီကျွန်တော်တို့ကောင်းကောင်းသိတယ်ကျွန်တော်တို့တော့မှမြန်မာပြည်ကိုပြန်တော့မှာ မနေချင်တော့ဘူးเนาะခမရတို့တွေတိလာဝါရမိုင်းဖြန်းတဲ့လူတွေလဲမရှိတလို့စားသွားပြီเนาะလူငယ်တွေလဲအသိတရားလေးတွေထဲကြတော့မင်းတို့ကိုပြောတဲ့နိုင်ငံကြီးအကြောင်းပြတဲ့ဟာတွေလဲအကုန်လုံးကလေအာတော်လိုင်းရင်နာပြီတို့အပန်တွေအမျိုးမျိုးကြားရတယ်လက်နဲ့ဆွဲခိုင်းပြီးတော့ခလေးတွေသူတို့ကအစေးရနေပြီးတော့အာတော်လိုင်းကြီးပါတော်လိုင်းကြီးပါနဲ့ ျော်ပြီးအစီအမ်းနေပြီးတော့ဟာလာဥဆောင်တယ်ပြီးရင်မင်းတို့စစ်တလင်းကိုပို့တယ်ပြီးရင်သူတို့ကသူတို့မသိတဲ့နေရာဟိုဟိုစစ်တပ်ကမရောက်လာနေရတဲ့အနော်ကနေကွန်မန်းပေးတယ်အခုအဲခေါ်နေအေးစီပဲကောင်းသားနေပြီးသီးလားနော်အဲ့ဒီဟိုရင်ဗာလဲအဲ့ဒီဗာလဲဟိုတွက်ချက်တာဗာလဲဘီရင်ဆီယာမပဲကျွန်တော်ยีခြင်းတယ်ဟမ် နင်တို့အကြမ်းမြင်ရတာတို့ဘီရင်ကိုဘလို့ကျွမ်းတာတို့နင်တို့ဒါလေးတော့မတွတ်တတ်ဘူးလားအခုကြာမှမျက်ရည်တွေပါပြီကြာလို့ဟမ်လူအသေးပြောင်းများနေတယ်မြင်တယ်တို့ဘာတို့ကျွန်တော်တို့ကတွတ်ချက်ပြီးတော့ပြောခဲ့တာသိလားဟို2020 2020အာနာစထိန်2020အာနာစထိန်2021အာနာစထိန်ကလေးကကျွန်တော်တို့ပြောခဲ့တာဒီဘွဲကြမ်းမယ်အယောစားကြမ်းမယ်ပြောပြီးသားသဘောပေါက်လား ဘာကြောင့်လဲဘာကြောင့်အယောစားချမ်းမဲ့လို့ကျွန်တော်ပြောလဲလို့မေးအဲ့ကလေးကလည်းကျွန်တော်စဉ်းပြတယ်နော်ဦးသန်းစွေတို့ဦးစောမောင်တို့ဦးနေဝင်တို့လက်ထက်ကနိုင်ငံတကာလက်ခံအောင်မလုပ်ခဲ့ဘူးသူတို့ခေတ်ကဆိုရှယ်အင်တာနက်ခေတ်လည်းမဟုတ်တဲ့ကကြတော့နော်ဘယ်တိုင်းကြီးရမှာမသိဘူးသိလားအဲ့ကြောင့်မို့လို့တကားပိတ်ပြီးကိုတိုင်းကြီးထဲမှာကိုကကိုဒီကြားထဲ အဲ့ဒီမီဒီယာတွေနဲ့နိုင်ငံရေးပြည်ပြေးခေါခေါတွေကပြည်ပြေးတဲ့ကောင်တွေကနိုင်ငံတကာပတ်ပြီးတော့အတင်းတုပ်စစ်တပ်မကောင်းကြောင်းဟုတ်လားမီဒီယာတွေကလည်းအနောက်က OIC တို့ ICJ တို့ရဲ့အားကိုးနဲ့တမတော်ကိုတခါတည်းဖောင်းနေထုဂျင်းနေတဲ့ဟင်အဲ့လိုဖြစ်တဲ့အခါကျတော့တမတော်ရဲ့ဂုံသိက္ခာတပြေးပြေးကြားစင်သွားတိလားအခုဦးမေအွန်လိုင်းလက်ထက်မှာဦးသိန်းစိန်ရဲ့ကောင်းကျိုးနဲ့ပြည်သူတွေအကုန်လုံးဖုံးကိုင်းနိုင်တယ် အဲ့ဒီဖုံးကိုက်နိုင်တဲ့အကျိုးကျေးဇူးကြောင့်နိုင်ငံတကာကမြင်သွားတာမြင်သွားတဲ့တော့ဥမေအွန်လိုင်းဘက်ကထောက်ခံတာအခုဥမေအွန်လိုင်းဘက်ကနေပြီးတော့နိုင်ငံတကာထောက်ခံပြီးတော့ခင်ဗျားတို့ဘာလို့ခင်ဗျားတို့ဘာလို့မလဲဟမ်ခင်ဗျားတို့ဘာမှလုပ်လို့မရဘူးအခုဥမေအွန်လိုင်းလေရင်ကိုတနိုင်ကြတခေါက်နဲ့ဘုံကြီးတွေတခြားနေတာ ်ဘယ်နိုင်ငံဝင်ပြီးတော့អော်ပေးတာရှိတယ်ဟမ်လူသားချင်းကိုချင်းစာနာတာတို့လူခွင့်ရေးပါတို့ဘယ်နိုင်ငံអော်တာရှိလဲခင်ဗျားတို့တွေ့လားဘယ်သူမှမဟုတ်ဘူးခင်ဗျားတို့ဂယုလည်းမစိုက်ပြစ်ထားတာမင်္ဂလာပါမင်္ဂလာပါတော့သိလားနားလဲလားခင်ဗျားတို့ဘယ်သူမှဂယုမစိုက်တော့ဘူးခင်ဗျားတို့ရဲ့လုံရက်တွေခင်ဗျားတို့ရဲ့ဟာလူသားချင်းမစာနာတဲ့လုံရက်တွေမင်းတို့တွေကတက်ဘရောကဘလို့ဖတ်တာတို့ဘလို့မလိန်ကျင်းတာတို့မင်းတို့ပစားတာပေါ့လို့ပဲသာပြောနေတာ tâm đồ cả lâu lại đây sét ta đi lâu lại đây video phải đã phải menu thì online mà đã là tuổi là sét ta đi học đi du học mà đến chơi lại này video phải đã phải menu online mà đã là tuổi là sét ta đi học đi du đi học của tập chơi lại để video phải đã phải menu online mà có bộ đi ra là tuổi là phải là dạy đi ba đi nhà đi này uniform gì rồi này tuổi vụ là ừ. à cụ menu đi cả လှုပ်တဲ့ဟာတွေဟိုတလောကလည်းဟိုမရင်းချင်းတဲ့အမှုတွေအချင်းချင်းတော့မပြောရဲဘူးပေါ်လာတယ်ဟမ်သတ်ပြတ်တာတွေအစင်းဆုံးပြောရင်ဘာမေးစင်းညာမေးစင်းဟလားလူများစီအားနေရောမတရာရေစာလေးစူးစဲထုတ်ဖို့လေးရဖို့တော့မင်းတို့တွေသတ်ပြတ်ရတာဒါကိုပြည်ပြည်နိုင်ငံကြီးခွက်ခေါက်တွေကအစင်းဆုံးပြောရင်ဒီဗီဒီယိုဖိုင်တွေကိုရတဲ့ခါကျတော့ မင်းတို့ပြည်သူတွေအကြောက်တရားနဲ့ထိန်းချုပ်ဖို့တော့မင်းတို့လှုပ်ရဲလှုပ်ကြည့်ဒီမှာတွေ့လားဒါမျိုးမင်းတို့သတ်ပြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ online ပေါ်တင်တာဒီကောင်တွေစောက်ပိန်တွေတကဘာလုံးကဝိုင်းကြည့်နေတာမသိဘူးအခုသူတို့တွေဝိုင်းလှုပ်လို့အဲကဘာကြီးကအခုလက်ခံသွားတာဦးမင်း online မှာသဘောပေါက်လားအဲကြောင့်မလို့ကျွန်တော်တို့တွေအခုကကျွန်တော်တို့ကပြောရမယ့်စကားကမရှိတော့ဘူးဟုတ်လား အဲ့ကြောင့်ကျွန်တော်တို့ లైవ్ လဲကျဲသွားတာမပြောလဲမပြောချင်တော့အခုကျွန်တော်ပြောနေတာကထိုင်းနိုင်ငံကိုဟာလားကြောင်းလန့်ပြီးတော့မြန်မာနိုင်ငံမှာမနေရဲတော့လို့ဖတ်ပြေးလာတဲ့လူတွေလာလိုက်ပဲသိန်း၄60အကုန်ကြခံပြီးတော့လူတွေငငပိငချင်းသိသလိုမျိုးအခုအဲ့ဒီငပိငချင်းသိသလိုမျိုးဒေါ်လာတက်လို့မရတော့ဘူးသဘောပေါက်လားခိုင်းဆိုးရကဘယ်လိုလဲဆိုတော့ drone နေနဲ့မင်းတို့အပူလိုက်နေတဲ့လူဒီမှာလူဘလော့ ဘယ်နှယောက်ဒီလမ်းမှာလာတယ်ဆိုတာအကောလုံး drone နေနဲ့မင်းတို့စောက်ကြီးကင်မရာတွေနဲ့အကောလုံးမင်းတို့ကြားတာပြီလားမင်းတို့ပြေးမလို့အဲ့ကြောင့်မလို့ကျွန်တော်ပြောတာနောက်ထပ်ထပ်တက်လာမယ့်လူတွေနော်မတက်လာကြဘူးဒီ online နေရာနေပြီးတော့အေးခင်ဗျားတို့တက်လာနိုင်လားဟမ် passport နဲ့လားသဘောပေါက်လား passport နဲ့လားအဲ့ဒီ passport နဲ့လာတာလမ်းကြောင်းတားမလဲကျွန်တော်လည်းမေးကျွန်တော်ပြောပြမယ် ကျွန်တော်လက်မေးကျွန်တော်ပြောပြမယ်ဒါပေမဲ့ကျွန်တော်ပွဲသားမဟုတ်ဘူးလိုအပ်ရင်ကူညီပေးတယ်ဒီမှာကျွန်တော်နဲ့အလုံးလုံးရတာခလေးတွေနော်အခုမှတွေ့တယ်ဝါရမတူကျွန်တော်ချစ်တယ်ဘောပေါလားဘာကြောင့်လဲကျွန်တော်ရဲ့စိတ်နေစိတ်ဓာတ်ကျွန်တော်ရဲ့ပြောမှုဆိုမှုသူတို့နားလေကျွန်တော်တို့ကအစွန်းရောက်သွားပြောနေတဲ့စကားတခုမှမပါဘူးမြန်မာနိုင်ငံသားအသိနဲ့ပြောနေတာနော် ျွန်တော်အဘသားလည်းမဟုတ်အမေသားလည်းမဟုတ်ကျွန်တော်မြန်မာနိုင်ငံသားမရှိစင်ရဲပါကျွန်တော်နော်ကျွန်တော်တို့ကမရှိစင်ရဲသားဒီအဲ့ဒီကြောင့်မို့လို့မရှိတဲ့လူအချင်းချင်းလာကြတယ်ခလေးတွေရောက်လာကြတယ်ကျွန်တော်ဆုံးမတယ်နော်ကျွန်တော်ရင်းနေတဲ့ခလေးတွေအဲ့ဒီခလေးတွေထဲမှာဘဒူအဘဆိုတော့ကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော် ီကလေးတွေကိုကျွန်တော်เนาะမတရားမတရားတဲ့အလုပ်မျိုးကြောက်တုံးတဲ့အလုပ်မျိုးကျွန်တော်ဘယ်တော့မှမလုပ်ဘာကြောက်လဲသူတို့လူဆိုတာမမားသောဆင်းနေမသေးသောဆေးသမားဆိုတာစကားပုံရှိတယ်သူတို့တွေလည်းမသိနာမလဲလို့เนาะအမားလေးတွေကျူးလွန်နေတယ်ဒါအမားကိုသိလို့အမှန်ပြင်လာတာအာလူတော်ပဲတသက်လုံးမမားဘူးသူတို့အစင်းမှာမြင်သွားတယ်မြင်ခဲ့တွေ့ခဲ့တဲ့အခါကျတော့သူတို့နားလဲသွား သူတို့ဘဝယူသူတို့ပြုပြင်ပြောင်းလဲပလိုက်တာเนาะအကောင်းဘက်ကိုရောက်လာဒါမျိုးတွေကြတော့ကျွန်တော်တို့ကဒီတက်ကိုပို့ပြီးတော့လိန်မာယင်ကြီးလာအောင်ကျွန်တော်တို့ကတုံပင်ရမယ်လမ်းပြရမယ်ဒီလိုမျိုးသွားတာယင်နေမှာမကောင်းကျွန်တော်မြန်မာနိုင်ငံသားတွေလူများတိုင်းကြီးမှာအဖိနှိတ်ခံရတဲ့အချုပ်အချုပ်တွေခံရတဲ့အရင်စိတ်မကောင်းဖြစ်တယ်ကျွန်တော်တို့အဲ့ဒီကြောင့်မို့လို့ကျွန်တော်ကပြောပြတယ် မလာကြဘူးအခုကဖမ်းမှာဖမ်းလိုက်ဖမ်းနေတယ်ဟိုတနေ့ရပဲထိုင်းမဟာချိုင်းဘက်မှာနော်သူတို့ထိုင်းရဲတွေကနော်ထိုင်းရဲတွေကပဲအကြီးပိုင်းနဲ့မြန်မာနိုင်ငံသားပွဲသားဆွဲစီသွားပြီသဘောပေါက်လားအဲ့ဒီအကွက်ကြီးဟိုတနေ့ကဟိုဟိုရင်းဘက်မှာဟမ်ပတ်ဟိုဘာလဲ အထောက်ထားအတုတွေလုပ်ပေးတာဦးကိုမြင့်ဆိုလားမသိဘူးပွဲစားနေမယ်ဟမ်မင်းတို့တွေကိုလေအစင်းဆုံးပြောရင်လေဘယ်လိုပြောလဲလူနာမျက်ပြူဆိုင်လေဆရာဝန်ကြိုက်လေဆိုတဲ့အကွာမင်းတို့မြန်မာပြည်ထဲမှာအဲ့လိုမနေရဲဘာညာဖြစ်နေချေပွဲသားတွေရာလေဒီလိုပဲမိုးစိပ်ပြာမိုးစိပ်ပြာဆွဲသလိုပဲပျော်ရောအားလာခဲ့ဘာဝမ်းပြူဘာညာ နော်အလုပ်တွေအများကြီးရှိတယ်ဘာညာတို့တို့မင်းတို့ကောင်းတာတွေကြီးပဲပြောပြီးတော့ခေါ်တင်တာနော်အလဲကဒီရောလက်ကြီးအလုပ်တွေကကောင်းတယ်ဆိုတော့အလုပ်ဆိုတာမရှိဘူးအကုန်လုံးကကြမ်းကြမ်းတမ်းတမ်းတွေကြီးပဲကြုံသွားတာကြုံမြန်မာနိုင်ငံသားတွေတက်လာတဲ့လူတွေကအောက်ခြေသိမ်းအလုပ်တွေအကုန်လုံးဝရတယ်သဘောပေါက်လားလူများနိုင်ငံကမလုပ်ချင်တဲ့အလုပ်တွေကြုံမြန်မာနိုင်ငံသားတွေလုပ်ရတာကိုတိုင်းကြီးမှာဆိုရင်ဟာလားစီစီမစီစီနော် ။ထမင်းညံကိုရက်ခက်ပြီးစားစားနော်။အိမ်ကြီးရှိတယ်။ကျွန်တော်တို့ကနေတာကြာလို့ကျွန်တော်တို့ပြောပြတာ။ကျွန်တော်တိုင်းပြည်ကကျွန်တော်နိုင်ငံမှာ hari နော်ခလေးတွေတချို့ဆိုအသက်တော်မှဆက်စစ်နေမပြည့်သေးဘူး။ဟုတ်တယ်ကျွန်ကိုတွေကလည်းဘလူသေးသေးစိတ်မကောင်းဘူးကွာတဲ့နိုင်ငံရေးမသိမြောက်ပြီမဲ့ ကိုက်နေတာခတ်တယ်တဲ့မတိမြောက်ဝေတိုင်းနဲ့ကိုက်နေတော့ခတ်တယ်တဲ့ကျွန်တော်တို့ကအစင်းဆုံးပြောရင်ကျွန်တော်တို့ဆဲလို့ရတယ်မကြည်နဲ့ဘူးလားမကြည်နဲ့ရိုက်သွားကျွန်တော်စိတ်ပစူတကယ်ပြောတာနိုင်ငံမှာအသိနဲ့ကျွန်တော်ကပြောပြရနေတာကျွန်တော်ပြောပြီးရကျွန်တော်နိုင်ငံရေးသမားလည်းမဟုတ်ပါတီရေးသမားလည်းမဟုတ်ကျွန်တော်စိတ်လည်းမဝင်သာဘူး နိုင်ငံသားအသိနဲ့အဘသားလည်းမဟုတ်အမေသားလည်းမဟုတ်မြန်မာနိုင်ငံသားမြန်မာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့ကပြောပြတာအခုပြီးမဲ့ထင်လားဒီပွဲကမပြီးဘူးတိုင်းမှာဖောင်းအောင်မှာကျွန်တော်ပြောပြီးသားမြန်မာနိုင်ငံမှာနိုင်ငံတော်အစိုးရကမင်းတို့ဟုတ်လားနိုင်ငံရေးဆိုပြီးတော့လူတို့အောင်ကြောင်းမှုလှုပ်ဆော့တာတွေမအုံမိသေးလို့အုံမိရင်ပြည်ပနိုင်ငံတွေလာမယ်လို့ကျွန်တော်ပြောခဲ့တာတွေလိုက်တွေမနေဘူးရှိတယ် အခုအဲ့ဒီအကွက်တွေပဲဒီလားတကွက်ချင်းတကွက်ချင်းဆွေရကျွန်တော်ရဲ့စကားကိုလေလက်မခံ냐ဟုတ်အမလေးမယုံကြည်ကြဘူးဒီလားကျွန်တော်ပြောတဲ့စကားအခုကြာမှာဘေရင်ပညာရှင်ဆိုလားဟလားအတိပညာဘာလဲဟိုဘာလဲဘေရင်ပညာရှင်လားဘာလဲဘာလဲအကြမ်းရှင်ဆရာမလားဘာလဲအဲ့မိမအားနေတော့လက်သုံးချောင်းနဲ့ထောင်ပြီးတော့အဲတော်လန်ရေးဘာပြေညာပြေတယ်အဲအခုမျက်ရည်တွေယိုပြီးတော့ အဲသူမြင်နေပြီတဲ့ဟာလာလူတွေအပေပြောင်းညားမဲ့ပါနှစ်နှုတ်အကြမ်းမြင်ရတယ်ဘေးရင်ပညာတွေတက်ရပြီးတော့နှစ်နှုတ်ခုမှသိတာလားငါတို့ဘာပညာမှမတက်ဘူးဘေးရင်ပညာလည်းမတက်ဘူးအကြမ်းမြင်လည်းမရဘူးဒါပေမဲ့ငါတို့ကအုံတော်စီတယ်ခေါင်းစီတယ်ငါတို့ခေါင်းနဲ့ငါတို့တွက်ချက်တာအဲ့ဒီကလေးကဒါကလင်နာကြပဲကျွန်တော်ပြောပြီးသားဟမ်ကလင်နာကြပဲတွက်ပေးတာလားမင်းတို့တန်ကုန်ခံ၅နှစ် နားနှင်းလို့ကျွန်တော်ပြောခဲ့တယ်မင်းတို့တွေကကောက်ယုံပြီလို့ပဲခိတခဏပဲနိုင်ငံရေးဆိုတာအချိန်တိုင်းပြီးတော့မှဘာကြောင့်လဲအစေးပါလဲဒီတိုင်းပဲဖြစ်ခဲ့တာလေဟမ်မင်းတို့ဘယ်နဲ့နေခံလဲအဲ့ဒီမင်းတို့စစ်ပွဲကြီးလဲပြီးလဲပြီးတော့မြန်မာနိုင်ငံကြီးလဲစစ်တလင်းကြီးဖြစ်ဘာမှမကြံတော့တခါပြန်လဲတည်ငြိမ်ကြီးအေးချမ်းဖို့တော့ပြည်သူတွေကလေရရအလုံးနဲ့ဒုက္ခဒုက္ခတွေခံပြီးတော့ပြန်လဲပြီးတော့ပြန်ဝင်ရင်းဖြစ်နည်းနည်းလေးစုမိဆောင်မိဖြစ်နှလုံးကတခါစစ်ပြန်ခေါ် ဟမ်ကြဲ့ရည်သူမရိုက်တယ်လို့ပဲမင်းတို့ကိုမြောက်ပြီးတဲ့ဟာတွေကလေမျိုးချစ်စိတ်ဓာတ်မရှိတဲ့ဟာတွေမင်းတို့ကိုမြောက်ပြီးတာငါတို့ကနိုင်ငံကိုချစ်တယ်လူမျိုးကိုချစ်တယ်ဘာသာတရားကိုတန်ဖိုးထားတယ်တို့တမိုင်းကြောင့်တို့မြန်မာနိုင်ငံရဲ့တမိုင်းကြောင့်တို့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဘလောက်တန်ဖိုးရှိတယ်လဲအဲ့ဓာတွေကိုငါတို့ကတန်ဖိုးထားလို့မြန်မာနိုင်ငံကြီး 等我洗澡，哎呀的，别死嘛，走路彪彪的。